အားလုံးဝင်းမင်္ဂလာပါဗျာဆော့ကာတီယာမြန်နေပြန်လာပြီးကြိုဆိုလိုက်ပါတော့ဒီနေ့အင်ကာနဲ့ညမှာထုံးစံတိုင်းမှာကိုကြီးကိုယ်လေးဆောင်ရွက်နေတဲ့ချန်ပီယံလိပွဲကောင်းနေညာကြီးကံမှုရှိပါတယ်ဒီနေ့မှာလည်းအတင်းကြီးတွေထိတိုက်တွေ့ဆုံမှုဒီပွဲကောင်းနှစ်ပွဲအပါဝင်ပွဲကောင်းတွေညာကြီးရှိတဲ့နေရာဒီအကြိုက်ဆုံးပွဲစဉ်တွေကိုဒီဒီ final တွေဖွဲ့ပြီးတော့ preview လုပ်ပြီးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဒီ ETGO နဲ့ Union စိတ်ပွဲကနေစလိုက်ပါဒီပွဲမှာ Asian ETGO ကဘော်ဒီရေနှလုံး50စားနဲ့ဘောပေါင်းကြီး350ရှုံးမှာကြီးပွန်ထားပါတယ် ဈေးတော့ကြည့်ရမစနော်ဒီချန်ပီယံလိဂ်ဖောင်ရဆိုရင်နော်ဒီချန်ပီယံလိဂ်ဖောင်မှာအီဒီကိုတို့၃ဘွဲကန်လာရမှာတစ်ဘွဲပဲနိုင်ထားပြီနှစ်ဘွဲရှုံးထားတဲ့အခြေအမှဖြစ်တာကြောင့်ဒီလက်ရှိမှာလည်းချန်ပီယံလိဂ်တေဘယ်ဆန်တင်အဆင့်16ဒီရောက်ရှိထားတဲ့နေရာရချန်ပီယံလိဂ်ဖောင်နဲ့ကြည့်မယ်ဆိုရင်ဒီဈေးတန်းကတော့ဒီအီဒီကိုဈေးပြည့်နေနေထားမှာရှိပါတယ်ဒီလက်ရှိဒီပြန်ပွဲဆုံးဖောင်ကြီးရမစနော်အီဒီကိုတို့ဖောင်ရန်ကောင်းနေပါတယ်နောက်ဆုံး၅ဘွဲမှာဒီဘွဲနိုင်တစ်ဘွဲရှုံးဝင်းဝင်းယူနီယံစိတ်ကိုကြည့်ရမယ်ဆိုရင်နောက်ဆုံး၅ဘွဲမှာဒီဘွဲနိုင်တစ်ဘွဲရှုံးနဲ့ ဒီသူ့ရဲ့လိဗက်ဂျန်လိမှာတော့ဒီအဖွမ်းကောင်းတယ်ဆိုပေမဲ့ချန်ပီယံလိမှာတော့သူနေတဲ့ဒီခိုးရရှုံးပွဲတွေနဲ့တွေ့ကြုံထားရတဲ့အနေအထားမှာရှိပါတယ်ဒီအင်တာကိုအင်ဝင်းမှာတော့ C4 နဲ့ဒီမြူကာဆယ်လိုဒီတန်ကိုပြောင်းဆုံးနေတဲ့အသင်းကိုလည်းအင်ဝင်းမှာ C4 နဲ့ခိုးရရှုံးထားတဲ့အနေအထားမှာရှိပါတယ် PSV ကိုတော့ဒီ1-3နဲ့နိုင်ထားပြီးခိုးရရှုံးပွဲနဲ့လူနေခန်းစစ်ကတိတတာဒီပေကိုတွေများထားတဲ့အနေအထားမှာရှိပါတယ်အရှင်ဒီကိုကြီးကမှန်တယ်ချန်ပီယံလိမှာတော့ဒီအာဆင်နယ် ဒီမှာဘုရှင်လာပြီးတော့သူငယ်ဒီ traffic ကိုတော့ဒီအင်္ဂလန်မှာကိုပြအနိုင်ရရှိထားတဲ့နေရာမှာရှိပါတယ်။ဒီ web link ကဒီ AD Group နေနဲ့ဒီ Inter BFV ဒီ Canada Side လို့လို့ဒီအသင်းကြီးတွေနဲ့ကံရမဲ့နေရာမှာဖြစ်တာကြောင့်သူငယ်နဲ့ဒီ Champion League ဒီ play off ဒီအဆင့်နှဆက်လေးမျိုးဝင်ကျင်တော့ဒီလိုမျိုးဒီ web ဆောင်တဲ့အင်္ဂလန်မျိုးမှာဒီမရှိမနေနိုင်သူမှရရှိထားဖို့လိုအပ်နေတဲ့နေရာမှာရှိပါတယ်။မရှိမှလည်းဒီသုံးဘက်ကန်ထိုင်ရမှာတကွဲပဲအနိုင်ရရှိထားပြီး ဒီဝက်စတန်ရဲ့ဒီအဆင့်ဆက်ကိုဒီရောက်ရှိထားတဲ့နေထိုင်မှာဖြစ်တာကြောင့်အီဒီဂိုတို့ရဲ့နိုင်ပွဲလိုအပ်မှုနဲ့အတူနှလုံး90ဆာဈေးတန်းရတယ်ဒီအောင်းဝေးရတဲ့ဈေးတန်းဖြစ်တာကြောင့်ကျွန်တော်ဒီဘွဲမှာနှလုံး90ဆာပေါ်ကြရမှာအီဒီဂိုဘော်ဒီကိုရွေးချယ်ထားပါတယ်နောက်တစ်ဘွဲတော့ဒီဘိုဒိုကလစ်နဲ့မူနာကိုဒီဘွဲမှာအရှင်ဘိုဒိုကလစ်ကဘူဂျီ1150ကိုပေါင်းရင်း350ရှုံးမှာကျေပွန်ထားပါတယ်ဈေးတန်းကြမှာဆိုတော့ဒီဒီကြီး90လေးမှာပါတဲ့ဒီပြင်းသစ်လေးကိုဒီ ထိတ်ဒီတင်ဖြစ်တဲ့ဘူနာကိုဘူရိုကလင်းကနေပြီးတော့ဒေဗင်50ကဒီဈေးပြင်းတဲ့နေရာမှာရှိပါတယ်လက်ရှိဖောင်းမှာကြည့်ရမှာဆိုတော့ဒီဖောင်းမှာတော့ဒီမူနာကူတို့ဒီနောက်ဆုံး၅ခွဲမှာတော့ဖောင်းအောက်တဲ့နေရာမှာရှိပါတယ်နောက်ဆုံး၅ခွဲမှာဒီသွန်ကိုတွေလည်းပျောက်ဆုံးထားပြီးသူတွေလည်းနန်တက်နဲ့တခွဲသားဒီသွန်ကိုဒီအများနဲ့ဒီနိုင်ထားရဆိုရင်လည်းတခြား၄ခွဲမှာတော့သူနေတဲ့ဒီသွန်ကိုတွေခက်ခဲလာတဲ့နေရာမှာရှိပါတယ်ကျွန်တော်ဒီခွဲမှာတော့ဒီအပွင့်ပွင့်မူနာကူတို့ကလည်းနောက်ပိုင်းပွဲစဉ်မှာဒီသွန်ကို ရဖို့ရုံးကန်နေရတဲ့အနေအထားမှာဖြစ်တယ်အဓိကဒီတိုက်စစ်မှုအဆူပါဒီလက်မပါတဲ့အနေအထားမှာဖြစ်တာကြောင့်ဒီသုံးငါးပဲရှင်ပေါက်ကြောက်မှာဒီဝင်းဝင်းမူလာကိုတို့တွန်းကိုရဖို့ခက်ခဲလာနေတဲ့အနေအထားမှာဖြစ်တာကြောင့်ခုောက်တမှုတွေကိုပဲဝင့်ချင်ထားပါတယ်နောက်တစ်ပွဲတော့ဂျူမန်တက်နဲ့ဒီစပိုတန်ဒီပွဲမှာအရှင်ဂျူမန်ကဗိုလ်ကြီးလေဗယ်ရှင်ကိုပေါင်းလေးသုံးငါးဆက်စာမှာကြီးပွက်ထားပါတယ်ဈေးတောင်ကြည့်ရမှာကတော့ဒီလက်ရှိမှာဒီနောက်ဆုံးဒီညပြအပြောင်းလဲနေတဲ့ဒီနောက်ဆုံးတစ်ပွဲစတိုက်ဒီ နိုင်ထားတဲ့ပြည်ပင်တို့အနေနဲ့အင်ဂွင်းမျိုးမှာ sporting evaluation ကတော့ဈေးမှန်တဲ့နေထားမှာရှိပါတယ်လက်ရှိကောင်ကြီးရမှန်တော့ဒီနောက်ဆုံးလာဝဲမှာပြည်ပင်တို့နှစ်ပွဲနိုင်သုံးပွဲရုံးနဲ့နောက်ဆုံးညပြတဲ့လက်ထက်မှာတော့နှစ်ပွဲလုံးနိုင်ထားတဲ့နေထားမှာရှိပါတယ် win win ဒီ sporting ကြီးရမှန်တော့နောက်ဆုံးလာဝဲမှာအားဝဲလုံးနိုင်ထားပြီးဒီနေ့ဒီ portugal league မှာရော champion league မှာရောခြေစွမ်းကောင်းပြတ်တာထားတဲ့နေထားမှာရှိပါတယ် champion league မှာလည်းဒီသုံးပွဲကန်လာရမှာနှစ်ပွဲနိုင်တစ်ပွဲရုံးအဲဒီပွဲနဲ့ညလည်းဒီမာဆေးကိုတူပါအဲ ကာရမ်အမဒီကိုပူဝမ်းတဲ့ကိုဘီကိုယူနေတူဒီကိုဘာအပေါ်ဆော့ထားနေချာမှရှိပါတယ်ဒီနာပိုလီလိုအတင်းမြုပ်ကိုတောင်းပါပဲဒီတူဝမ်းနဲ့ရှုံးထားရဆိုရင်ဒီအပွဲမှာလည်းဒီစပိုတင်တို့အင်းနဲ့ကစားကွက်အသာဒီနဲ့အစ်မတက်ကောဒီရှုံတက်ကောကဒီနာပိုလီတက်ဒီအတာကြီးရယူထားပြီးဒီရှုံထားတဲ့နေရာမှာရှိပါတယ်အပွဲမှာလည်းဒီ2-1နဲ့ဒီနှစ်ဖက်သွင်းကိုမင်းဆိုင်ရှိထားတဲ့နေရာမှာရှိပါတယ်အရှင်ဂျူရင်းကိုကြည့်ရမှာလည်းဒီ ီပြတဲ့လက်ထက်နှစ်ပွဲစတိုက်နိုင်ပွဲရရှိထားတဲ့အပြင်နှစ်ပွဲလုံးမှာလည်းအခုနေတဲ့ဒီတွန်းဟူတွေအပေါ်မှာတွန်းထားနေတာမှရှိပါတယ်ဖီမူနီကို1 2ဂရင်းနီကိုဒီအင်ဂွေးမှာ3 1နဲ့ဒီဂျွန်တက်ကလည်းဒီကိုဘီကိုယူနဲ့နောက်ဆုံးနှစ်ပွဲစတိုက်နိုင်ထားတဲ့နေရာမှာဖြစ်တာအကြောင်းတော့ဒီဝင်းမှာတော့ဒီဂျွန်တက်တို့နဲ့ဒီလက်ရှိဒီချန်ပီယံလိဂ်တေဘယ်စတန်တွေကိုကြည့်ရမစမ်းလက်ရှိအဆင့်24မှာရပ်ရှိနေပြီးဒီချန်ပီယံလိဂ်မှာအခုနေတဲ့ဒီရမတ်ဖြစ်မနေပြန်ပြီးတော့ယူဆောင်ရမယ်နေရာမှာရှိပါတယ်ဒါကြောင့်မို့ဂျွန်တက်တို့ဒီ ဒီပြတဲ့နဲ့ဒီဖန်ကောင်းလာမှုနဲ့အတူဒီအိမ်ဝင်းမှာလည်းနိုင်ပွဲလိုအပ်မှုနဲ့အနေထားမှာဖြစ်တာကြောင့်ဒီ women sporting တို့ကလည်းဒီထုံးစံနိုင်ပွဲတွေနဲ့ passive ဖွင့်ခံတဲ့အနေထားမှာဖြစ်တာကြောင့်အသုံးလုံး90စာပေါင်းကြည့်အောင်ပါဥပဒေမျိုးတွေကိုရွေးချယ်ထားပါတယ်နောက်တစ်ပွဲကဒီညရဲ့ပွဲကောင်းတစ်ပွဲဖြစ်တဲ့နေပါဘူးနဲ့ VM ဆွေဒီပွဲမှာအရှင်တမဘူးကဘောကြီး level 15ကိုပေါင်းကြီးသုံးလုံးသားရှုပ်မှာကြီးခွင့်ထားပါတယ်ဒီဈေးတန်းကိုကြည့်ရမှာတော့ဒီဒီပါဘူးနေနဲ့အင်ဝင်လဲဖြစ်တာကြောင့်ဒီလက်ရှိဖော်မကောင်းဆိုတော့ねဒီဈေးတန်းကတော့ ပြရမယ့်နေထားမှာရှိပါတယ်ဒီဈေးလမ်းမပြင်းတဲ့နေထားမှာတော့ရှိပါတယ်တတိဖောင်ကြီးရမှာဆိုတော့ဖောင်ရတော့ဒီနှစ်သိန်းဖောင်ကွာချက်ရှိနေပါတယ်ဒီရွေးမတက်ကနောက်ဆုံး၅ဝက်မှာ၅ဝက်လုံးနိုင်ထားပြီဒီအင်းရှင်လမဘူးရောနောက်ဆုံး၅ဝက်မှာနှစ်ပွဲနိုင်၃ပွဲရှုံနေတဲ့အတွင်းနဲ့ဒီပြန်ပွဲဆုံးမှာရက်လက်ဒီအတွန်းလေးကြာဆင်းထားတဲ့နေထားမှာရှိပါတယ်လမဘူးနေဒီပွဲပြင်လဲဒီအိဒီယာပွဲချက်ဒီမစ္စရာစစ်ကြီးနဲ့ခံရမယ့်နေထားမှာဖြစ်တာပြောင်းဒီပွဲချက်ထားတဲ့နေထားမှာရှိပါတယ်ကျွန်တော်ဒီပွဲမှာဒီလမဘူးရဲ့အဓိကကိုယ်စမားအလက်ဆန်ဘတ်ကမပါဝင်နိုင်မဲ့ အရင်ကုသမနဲ့ပဲကွက်ထိုက်ရမယ်နေသားမှာဖြစ်တာဗျာဒီပြီးရဲ့တိုက်စစ်ကိုကန့်နိုင်မဲ့နေသားမှာမရှိပါဘူးဒါကြောင့်မကျွန်တော် level 15အေနေပါဘူးနေနေဒီအင်ဝင်မှာ level 15လည်းပေးထားတဲ့နေသားမှာဖြစ်တာအကြောင်းဒီမက်ထရစ်တို့ဖောင်ကောင်းနေနေလူအနေလုံးတေကန့်နိုင်တဲ့နေသားမှာရှိပါဟဲ့ဒါကြောင့်မကျွန်တော်အဝေးဝင်ဒီရပေါ်နေဒီ358ပေါက်ကြမှာတော့ဒီအတင်းချင်းတင်းထိတိုက်တွေ့ဆုံမှုဖြစ်တာကြောင့်ဒီတပါဘူးကလည်းလက်ရှိဖောင်အောင်နေတဲ့နေသားမှာအင်ဝင်ဆိုမဲ့သူတွေနဲ့ဒီတေယူပဲဥတည်ပြီးတော့ဒီချပြင်းစင်လာမဲ့နေသားမှာဖြစ်တာကြောင့်ကုပေါင်းအောင်နေ ဝင်ဝင်ဝင်မဖြစ်ဖို့လို့ရွေးချယ်ထားပါတယ်။နောက်တစ်ပွဲတော့ BG နဲ့ဘိုင်ယန်မြူးနဲ့ဒီပွဲမှာဘော်ရီယေတဲ့ဖွင့်ထားပြီးကိုပေါင်းကြီး380ရှော့မှာခြေခွင့်ထားပါတယ်။ဒီစည်းလမ်းကြည့်ရမှာဆိုတော့ BG နဲ့ဒီနောက်ပိုင်းလီဂူလီဂူဝန်ပွဲစဉ်တွေမှာဒီဖောင်အနေငယ်အောက်နေရဆိုရင်ဒီချန်ပီယံလိမ့်မှာရန်ဟုတ်ပြနိုင်ထားတဲ့အတင်းတင်းထိတဲ့ပုံစံမျိုးနဲ့ဖြစ်တာကြောင့်လက်ရှိချန်ပီယံချန်ပီယံရဲ့လက်ရှိချန်ပီယံဖြစ်တာကြောင့်ဒီအင်္ဂလိပ်မှာတော့မဖြစ်မနေစည်းလမ်းတစ်ခုတော့ပေးတဲ့နေထားမှာရှိပါတယ်။အရှိကနာဖောင်ပြရမလို့ဖောင်ရတော့ဒီ BG ချန်ပီယံလိမှာတော့ဖောင်းကောင်းနေပြီဒီကူကမှာတော့ဒီတေဝဲတွေစရိုက်ကန်ထားတဲ့နေရာမှာရှိပါတယ်ဝင်းဝင်းဘယ်နည်းကိုကြည့်ရမှာဆိုတော့ပြန်ပွဲဆုံးမှာဒီရလက်အတော်လေးကောင်းတဲ့နေရာမှာရှိပါတယ်ပြန်ပွဲဆုံးနိုင်ပွဲဆက်နေတဲ့နေရာမှာရှိပါတယ်ဒီပြည့်ကြီးကိုကြည့်ရမှာဆိုရင်ပြည့်ကြီးဒီပြည့်ကြီးရဲ့ဒီညီပြကဒူဝေအန်ဒရီကဒီချန်ပီယံလိပွဲစဉ်နေမှာဆိုရင်သူနေတဲ့ဒီခန်းစစ်ကိုအသာပေးပြီးကစားလို့ရှိတဲ့နေရာမှာရှိပါတယ်အထူးသဖြင့်ဒီလိုမျိုးဒီအပေါ်အသင်းနေတဲ့ဒီ တိုက်စစ်ကောင်းတဲ့အသင်းနေနေဆိုရင်ခံစစ်ကိုအသာပေးပြီးဒီတံပြန်ကောင်းလာနဲ့ပဲသွားတဲ့နေသားမှာရှိပါတယ်ပြီးခဲ့တဲ့ဒီဘာစီလိုနာနဲ့ပွဲမှာလည်းဘာစီရဲ့တိုက်စစ်ကိုဒီတံပြန်ကောင်းလာနဲ့ပဲအနိုင်ယူထားတဲ့နေသားမှာဖြစ်တာကြောင့်ဒီဘိုင်ယန်မြို့နယ်အနေနဲ့ဒီရက်လက်လေးစတိုက်ကောင်းနေရဆိုမယ် PSG အိမ်ခွန်နေဖြစ်တဲ့ခံစစ်ကောင်းတဲ့ PSG ကိုတော့ကိုရဖို့လေဘူးလာမဲ့နေသားမှာမရှိပါဘူးဒီခံစစ်မှာလည်းဟာကီမီမန်တက်ပါချူဒီမပွညိုတော့ဒီခံစစ်ကောင်းတဲ့ပလေယာတွေရှိရဖြစ်တဲ့ကြောင့်ဒီဘိုင်ယန်မြို့နယ်အနေနဲ့ဒီ ပုံမှန်ဘုန်းနဇရီကပွဲစဉ်တော်မျိုးကိုရဖို့ရိုင်းရွယ်ဘူးလားမနေထားမှာမရှိပါဘူး။ဒါကြောင့်ကျွန်တော်ဒီဘက်မှာ380ရှစ်ပေါက်ကြည့်အောင်ပါ။ဒီ PSG ကလည်းဒီလက်ရှိမှာဖောင်ကောင်းနေတဲ့ပိုင်းရန်ကိုတတိကြီးကြီးနဲ့ရှင်းကလာမနေထားမှာဖြစ်တာကြောင့်ကိုဘောက်အောက်တမျိုးလိုပဲရွေးချယ်ထားပါလေ။နောက်တစ်ပွဲတော့ဒီဒေါက်တာအစွားနဲ့ကိုဗင်ရခင်ဒီဘက်မှာရှင်ဒေါက်တာအစွားကဘူရီရှိ350ရှင်ကိုဘောက်လေး350ဆာမှာအကျင့်ပွင့်ထားပါလေ။ဒီစည်းတမ်းကိုကြည့်အောင်လို့ဒီလက်ရှိနောက်ဆုံးဒီကာနာဖောင်မှာဒေါက်တာအစွားအနေနဲ့ဒီတပွဲပဲနိုင်ထားပြီးသုံးပွဲရှင်တပွဲတည်နဲ့ ဖောက်အောင်နေတဲ့ဒေါက်တာအောင်စမတော်အနေနဲ့ချန်ပီယံလိမလိုက်ဒီနိုင်ပွဲတစ်ပွဲပဲရရှိထားပြီးဒီလက်ရှိတေဘယ်စံနဲ့အဆင့်55မှာရောက်ရှိနေတဲ့ထားမှာဖြစ်တာကြောင့်ဒီတလုံး90ရှုံးကဒေါက်တာအောင်စဘာဈေးပြင်းတဲ့နေထားမှာရှိပါတယ်ဒီဝင်းဝင်းဒီကိုပြန်ကင်ကိုကြည့်ရမှာကျွန်တော်သူ့အနေနဲ့ဒီချန်ပီယံလိမှာရောသူ့ရဲ့ပြင်းရင်းလိမှာရောဒီခံချက်ကဒီပြကိုအတော်လေးများတဲ့နေထားမှာရှိပါတယ်ချန်ပီယံလိ၃ပွဲမှာလည်းဒီတော့မန်ကိုအင်္ဂလန်မှာ2-4နဲ့ရှုံးတာပြီးဒီကွာတာဘက်ကို2-0နဲ့ရှုံးတာပြီးဒီလီဗာပူးလ်စင်ကို2-2ဒရောဒီချန်ပီယံလိမှာလည်းတပွဲကိုပြန်မြတ်ဒီ2ဂိုးအထက်မှာ ခွင့်ပြုထားရတဲ့အနေအထားမှာရှိပါတယ်။သူရဲ့ဒီပြည်တွင်းလေးဖြစ်တဲ့ဒိမ့်မတ်လေးမှာလည်းဒီဆီလီဝဲကန်ထရာမှာဒီ90လေးခွင့်ပြုထားတဲ့နေရာမှာဖြစ်တာကြောင့်ဒီတိုင်ဝဲဆိုမှာပြေဖို့တော်လေးများတဲ့နေရာမှာရှိပါတယ်။ကျွန်တော်ဒီဘွဲမှာဒီတော်တန်ဆွားတို့ဒီချန်ပီယံလေးမှာနိုင်ဘွဲလိုအပ်နေတဲ့ဒံဘွဲလိုအပ်နေတဲ့နေရာမှာလည်းဖြစ်တယ်။ဒီအရှိမှာလည်းစတန်နေရဒီ15ပဲရောက်ရှိထားတဲ့နေရာမှာဖြစ်တာကြောင့်သူ့လေးနဲ့ဒီချန်ပီယံလေးပလေးအော့ဒီအဆင့်24အတွင်းဝင်နေနေဆိုရင်တော့ဒီလိုဘွဲမျိုးမှာအင်ဝင်လည်းဖြစ်တာကြောင့်ဒီမဖြစ်မနေနိုင်ဘွဲ ပြန်ရှာဦးတွေးဖို့လိုအပ်နေတဲ့အနေအထားမှာရှိပါတယ်။ဒါကြောင့်မို့လို့ဈေးပြင်းနေမှုနဲ့တွေ့ဖို့ဒီအဝေးကွင်းကိုဗစ်ဟင်ခင်တို့ဒီခန်းစစ်ကပေးကူများမှုနဲ့တွေ့ရတော့ဒီဘက်မှာတလုံး50ရှင်ပေါ်ကြောက်မှာအရှင်ဒေါက်တာဆွာဘော်ဒီကိုရွေးချယ်ထားပါတယ်။အင်္ဂါနေ့မှာအားလုံးလည်းအပေါင်းပြကြပါပါဗျာ။